င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပြီးတော့มาဖြစ်ပါတယ်ရုရှားသမ္မတပူတင်နဲ့အချင်းချင်းတွေ့ဆုံတာမျိုး မလိုချင်ဘူးဆိုတဲ့ထရမ့်ရဲ့ပြောဆိုချက်သတင်းဂါဇာဒေသမှာအစ္စရေးနဲ့ဟာမတ်စ်ကြားအပြစ်ရဲဆဲထားပြီးမဲ့လေတေဆုံးသူ89ဦးထိမြင့်တက်လာခဲ့တဲ့သတင်းနဲ့ ဖဲထောင်တန်းရှင်နာဝက်ဟာဖွေတိုင်းပါတီခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်လိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရီပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားခေါင်းဆောင်ဗလာဒီမာပူတင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမဲ့အစီအစဉ်ဆိုင်းငံ့လိုက်တာနဲ့ပတ်သက်ပြီးအကျိုးမရှိတဲ့အစည်းအဝေးကိုမလိုချင်ဘူးဆိုပြီးပြောကြားသွားပါရီ ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကရှေ့တန်းတစ်လျှောက်တိုက်ခိုက်မှုတွေကိုရက်ဆိုင်ပုံညှင်းဆန်နေတဲ့ဟာအ धिक အဟန့်အတားဖြစ်နေတယ်ဆိုပြီးအရေးမို့ပေးခဲ့ပါတယ်။လာမယ့်နှစ်ပတ်အတွင်းဟန်ဂေရီမြို့တော်ဘူဒါပက်စ်မှာထရမ့်နဲ့ပူတင်ကြားဆွေးနွေးပွဲတစ်ရက်အကျင်းပနိုင်ဖို့အတွက်စီစဉ်ထားခဲ့တာဖြစ်ပါတယ်။အိနောက်မကြမီကာလအတွင်းဒီကောင်းဆောင်နှစ်ဦးကြားတွေ့ဆုံမဲ့အစီအစဉ်မရှိသေးပါဘူးဆိုပြီးအင်ဖြူရောအရရှိတူအနေနဲ့အတည်ပြုခဲ့ပါရီ။ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရှေ့တန်းလိုက်မှာချက်ချင်းအပြစ်ခတ်ရစိမ်းနဲ့ပတ်သက်လို့ထရမ့်ရဲ့အဆိုပြုလာချက်ကိုယူကရိန်းပါဝင်ဥရောပခေါင်းဆောင်တွေကထောက်ခံထားကြပါတယ်။အဲ့ဒီရှေ့တန်းမြင့်နေရာကတိုက်ခိုက်မှုတွေကိုရစိုင်းလိုက်မယ်ဆိုရင်တော့ယာယီအပြစ်ခတ်ရစိမ်းရလောက်သာဖြစ်နိုင်လိမ့်မယ်ဆိုပြီးရုရှားအနေနဲ့အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။တချိန်တည်းမှာပဲယူကရိန်းစစ်တပ်က ရုရှားရဲ့ဓာတုစက်ရုံတစ်ခုကိုပြည်တိမ်ထုတ် Storm Shadow ဒုံးကျည်တွေနဲ့အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ Brian's ဓာတုစက်ရုံဟာကျူးကျော်သူနိုင်ငံရဲ့စစ်ဖက်စက်မှုစုံထဲမှာအရေးပါတဲ့အဆောက်အုံတစ်ခုဖြစ်တယ်လို့ Ukraine စစ်တပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပြင်အဲ့ဒီစစ်ရုံဟာယူကရိန်းနယ်မြေထဲကိုပစ်ခတ်ရမှာအသုံးပြုတဲ့ခဲယမ်းမီးကြောင်တဲ့ဒုံးကျည်တွေအတွက်ရမ်းမှုဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဒုံးပြန်လောင်စာအစိပ်ပိုင်းထိထုတ်လုပ်ပေးနေတယ်ဆိုပြီး posting ထားတာတွေ့ရပါတယ်။လောလောဆယ်ရုရှားဘက်ကယူကရိန်းပိုင်နက်20ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားနိုင်ပြီးဒွန်ဘတ်စ်ဒေသမှာ မော်စကိုရဲ့အချုပ်အခြာအာဏာပေါ်အတိမတ်ပြုဖို့နဲ့ KF ရဲ့တပ်တွေစုခွာပေးဖို့အတွက်တောင်းဆိုထားခဲ့ပါတယ်။ ဆလတ်တင်ဆက်ပေးမှာကတော့အော်တိုဘလ10ရက်နေ့အတွင်းဂါဇာဒေသမှာ အပြစ်ခတ်ရစေးစတင်ခဲ့ပြီးနောက်အစ္စရေးရဲ့တိုက်ခိုက်မှုတွေဆက်လက်ရှိနေကြရမှာ လူ88ဦးထိသေဆုံးခဲ့ရတယ်လို့သိရပါတယ်ဟမတ်စ်ဘက်ကစတင်တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း အစ္စရေးအနေနဲ့ လေကြောင်းတက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ရတာ ဖြစ်တယ်ဆိုပြီးအပြန်လန်ဆွဆွဲထားကြပါရယ်အင်းနောက်ဟာမတ်စ်အဖွဲ့ရဲ့ပြည်ပရောက်ခေါင်းဆောင်တူဦးဖြစ်တဲ့ခါလီအယ်ဟီယာကအပြစ်ခတ်ရစဲရေးစီကံချက်အလုံးကိုဆက်လက်လိုက်နာနေစေဖြစ်ကြောင်းပြောဆိုထားပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ဟာဟုကလည်းလက်တော့ပြန်တိုက်ခိုက်မှုတွေအဖြစ်ဂါဇာပြစ်မှတ်တွေကိုဘုံ153ဒဏ်အထိချေချခဲ့တယ်ဆိုပြီးတနင်္လာနေ့မှာအတည်ပြုခဲ့ပါတယ်။ ဒီနှစ်ဖက်သဘောတူညီချက်အရာကြံရှိနေသေးတဲ့အစ္စရေးတစားကန်အလောင်းအလုံးကိုထုတ်ယူပြီးဟာမတ်စ်ဘက်ကလွှဲပြောင်းပေးမဲ့ကိစ္စပြီးဆုံးတဲ့အထိဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။ဘဲယုံလောင်းကူမှခြံရစ်ထားဖို့ဆန္ဒမရှိဘူးလို့လည်းအယ်ဟီယာဘက်ကဖြည့်ဆွတ်ပြောပါတယ်။ဂါဇာကမ်းမြောင်မှာတစားကန်ယုံလောင်း15လလောက်ကြံရှိနေသေးတယ်လို့ယူဆထားရပြီးအဲ့ဒီတဲက9လောင်းကို မကြခင်ပြန်ရမယ်လို့အစ္စရေးအနေနဲ့မျှော်မှန်းထားပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီရုပ်အလောင်းတွေဟာမြေပြင်တဘာဝအပြောင်းလဲကြောင်းအထက်မြင့်အဆောက်အုံတွေနဲ့မြေအောက်ထဲမှာပိတ်မိနေကြတာဖြစ်ပါရည်အဲ့ဒီတော့ကြီးမားတဲ့ secretary အနေနဲ့အတူအချိန်ပေးဖို့အတွက်ပါလိုအပ်တယ်ဆိုပြီးဖော်ပြထားပါရည် نحن مصممون على المضي في الاتفاق الى نهايته. نوتة تدين بوني ဖွေတိုင်းပါတီရဲ့ပုံရိပ်ပြောင်းလဲရမှာအစဉ်ပြေချောမွေစီဖို့အတွက်ဝင်းကြီးချုပ်ဟောင်းဖြစ်သူဖဲ့ထောင်တန်းရှင်နာဝက်ကပါတီခေါင်းဆောင်နေရာကိုဆွန့်လွတ်လိုက်တဲ့အကြောင်းကြေညာသွားခဲ့ပါတယ် အော်တိုဘာလ22ရက်နေ့တွင်ပြည်သူ့အကျိုးအတွက်ပြောင်းလဲရတဲ့အမြင်သစ်နဲ့တူပါတီကိုပြန်လည်တည်ဆောက်နိုင်ဖို့နှုတ်ထွက်ပေးခဲ့တာဖြစ်တယ်ဆိုပြီးဖက်တောင်ထံကမှတ်ချက်ပြုပါရီဒါပေမဲ့လည်းဖက်တောင်ထံဟာပါတီဝင်အဖြစ်ရော ဖွေထိုင်းမိသားစုရဲ့ခေါင်းကိုင်နေရာမှာပါဆက်ရှိနေဦးမှာဖြစ်တယ်လို့အတည်ပြုပါရီအခုလိုမျိုးဖက်ထောင်တန်းကို ဝင်းကြီးကျုပ်နေရာကနေဖယ်ရှားခဲ့ပြီးနောက်ဖွဲ့စည်းပုံခုံရုပ်အနေနဲ့ ပါတီဖြတ်သိမ်းမရေးတောင်းဆိုမှုတွေပါပေါ်ပေါက်လာခဲ့ပါတယ်။ဒီလိုမျိုးအချိန်ခါမှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်စီရဲ့သမီးဝန်ကြီးချုပ်ဟောင်းရင်လက်ရဲ့တူမကိုရိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဖက်ထောင်တန်းဟာပါတီခေါင်းဆောင်ဖြစ်ချိန်သားကိုက်နှုတ်ထွက်လိုက်ပါတယ်။ဒါဟာလာမယ့်2026မတ်လပိုင်းမှာကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲအတွက်ဖွေထိုင်းပါတီအနေနဲ့ပြင်ဆင်နေတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူဟွန်ဆန်နဲ့ဖဲထောင်တန်းဂျာကဖုန်းဆက်ပြောဆိုမှုအတန်ဖိုင် ပေါက်ကြားခဲ့ပြီးနောက်သူ့ပါတီကို လူကြိုက်များမှုထိုးချသွားခဲ့ပါတယ်ဆလတ်တင်ဆက်ပေးမှာကတော့အမေရိကန်ရဲ့ပထမဆုံးနဲ့16ဆမြောက်သမရဟောင်းတွေ ဖြစ်ကြတဲ့ George Washington, Abraham Lincoln, and Trump are two good nation be pure bari. somebody went up there. and They say you're the third best president in the United. This was on television. Third best, and they said who are the first two? George Washington and Abraham Lincoln. And I got extremely angry at this man. You know. ဒီနွေနောက်မှာတတိယအတော်ဆုံးသမရဖြစ်တမတ်ခံရတာကိုစိတ်ဆိုးတယ်လို့လဲထရန့်ကနောက်ပြောင်းသွားခဲ့ပါတယ်။အဲနောက် <laughs> hey သူတို့ကစစ်ပွဲရှစ်ပွဲအခုဆိုရင်ကိုးပွဲတော်ရက်ခဲ့တာမဟုတ်ပါဘူးကျုပ်တို့ရှစ်ပွဲရက်ပြီးပါပြီအခုကိုးပွဲမြောက်လာနေပါပြီယုံကြည်ယုံမယုံကြည်နေပဲဆိုပြီးထရန့်ကမှတ်ချက်ပေးခဲ့တာပါဒါထရန့်ကအင်ဖြူရိုရဲ့နှင်းစင်ဥယျာဉ်ထဲမှာထပ်တိုးထည့်သွင်းထားတဲ့ Walk of Fame နေရာအကြောင်းပြောနေရင်းနဲ့တမရကြီးနှစ်ယောက်ကိုကြော်ဖို့မလွယ်တဲ့အကြောင်းထည့်ပြောသွားခဲ့တာပါအဲ့ဒီတဲကတမရဟောင်းဂျိုးဘိုက်တန်ရဲ့နေရာမှာတော့ အော်တိုပန်လက်မှတ်ထိုးချက်ပုံကူတာချိတ်ဆွဲထားတာတွေ့ရပါတယ်။ဒါပေမဲ့လည်း Fox News သတင်းဌာနနဲ့အင်တာဗျူးမှာတော့ Trump က Washington နဲ့ Lincoln တွဲပြီးပြန်ရင်တော့သူ့ကိုနိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပူပါတယ်။ဒါ့အပြင် Trump ကအင်ဖြူရောမှာကပွဲခမ်းမဆောင်တဲ့တုတ်ချက်ဖို့အရှိဆောင်ဖြိုချနေတဲ့အတန်ကိုဂီတာဒါပေမဲ့လည်း Fox News သတင်းဌာနနဲ့အင်တာဗျူးမှာတော့ Trump က Washington နဲ့ Lincoln တွဲပြန်ရင်တော့ သူ့ကိုမနိုင်နိုင်ဘူးဆိုပြီးပြောဆိုခဲ့ဘူးပါတယ်။ဒါပြင်ထရန့်ကအင်ဖြူရောမှာကာပွဲခမ်းမဆောင်တဲ့တိုးချက်နိုင်မှုအရှိဆောင်ဖြိုချနေတဲ့အတန်ကိုဂီတအတန်လိုပါပဲဆိုပြီးဖြည့်ဆွတ်ပြောတော့ပါတယ်။2020ခုနှစ်မှာ C-SPAN ရုပ်တံကွန်ရက်ကသမိုင်းပညာရှင်တွေကိုကောက်ယူခဲ့တဲ့စက်တန်တွင်လင်ကွန်နဲ့ဝါရှင်တန်ဟာနမတ်၁နဲ့နှစ်ဖြစ်ရှိနေခဲ့ပြီးထရမ့်ကိုတော့နောက်ဆုံးကနေစိုက်ရိုက်တွေ့ရင်၄ရောက်မြောက်အစိုးဆုံးသမ္မတဖြစ် ဖော်ပြခဲ့ပါရီ Uh, incredible rose garden it's uh, just an incredible place နောက်ထပ်သတင်းပုတ်အနေနဲ့ loof ပြတိုက်ကနေလူရဲ့ခံလိုက်ရတဲ့ယတနာပစ္စည်းတွေရဲ့တန်မိုးကိုယူရို88တန်းထိရှိတယ်ဆိုပြီးအစိုးရရှေ့နေတွေအနေနဲ့အတိပြုပေးခဲ့ပါတယ် ဒါဟာပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်အမွေနှစ်ဖြစ်တဲ့လျောက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့လည်းဖော်ပြထားပါရီအခုလိုမျိုးလူရဲခံခဲ့ရတဲ့ယတနာပစ္စည်းတွေထဲမှာနပိုလီယန်ခေတ်မီဘီယာရဲ့တရဖူနှစ်ခုနဲ့အတူ အခြားယတနာတွေပါပါဝင်ခဲ့ကြောင်း သိရပါတယ်။အဲ့ဒီထဲမှာနပိုလီယန်ဘိုနပတ်ကသူ့ဇနီးတွေကို ပေးအပ်ခဲ့တဲ့စိတ်နဲ့မျှလဲဆွဲဟာတန်ဖိုးမဖြတ်နိုင်သလို နပိုလီယန်3စနီးဖြစ်သူရဲ့တရဖူလဲပါဝင်ခဲ့ပြီးမြေမာကြီးအာမေလီရဲ့ယတနာတွေအထိပါသွားခဲ့ပါရီအော်တိုဘလာ19ရက်နေ့တွင်ကဘာလက်ခီးတဲ့တွေလာရောက်လဲပတ်မှုအများဆုံး loop ပြတိုက်မှာလူရဲ့သူတွေကဒီယတနာတွေကို10မိနစ်တွင်ရအောင်ခိုးယူနိုင်ခဲ့တာဖြစ်ပါရီအဲ့နော်လူရဲ့သူတွေဟာယတနာတွေနဲ့အတူပြန်ထွက်လာခြင်းမှာပဲပြရိုက်ဝန်ထမ်းတွေကြောင့်စကူတာနဲ့ထွက်ပြေးသွားခဲ့တယ်လို့သတင်းဖော်ပြထားပါရီ အခင်းဖြစ်ပွားပြီးနှစ်ရက်ကြာတဲ့အထိအဲ့ဒီတရားခံတွေမဖမ်းမိသေးတဲ့အလျောက်ယတနာတွေထုခွဲရောင်းချကာလက်ဆဖြောက်လိုက်ပြမှာကိုကျွမ်းကျင်သူတွေဘက်ကစိုးရိမ်နေကြပါတယ်။အဲ့ဒီယတနာတွေရဲ့တန်ဖိုးဟာလူရဲ့သူတွေထင်ထားတာထက်နှစ်ဆထက်မကရှိတဲ့အကြောင်းခံမှန်းထားတဲ့ပြင် မပြည့်စည်သွားဖို့အတွက်ပါမျှော်လင့်နေဆိုပြီး ရှေ့နေတွေအနေနဲ့ပြောကြားခဲ့ပါတယ်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ ChatGPT ဖန်တီးသူ OpenAI Company ဟာပြိုင်ဘက် Google လိုမျိုး AI စနစ်သုံး web browser အသစ်တစ်ခုမိတ်ဆက်သွားခဲ့ပါတယ်ချက် GPT LLS အမီရအဲ့ဒီ browser အစ်စ်က address bar မပါဘဲ AI နဲ့ search ကိုသာအဓိကထားအသုံးပြုနိုင်ကြောင်းသိရပါတယ် အော်တိုဘလာ21ရက်နေ့တွင် Apple ရဲ့ Mac Operation System မှာဒီ browser ကိုစတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ CEO ဖြစ်သူ Sam Altman ကပြောကြားသွားပါတယ်။ဒါဟာ OpenAI က AI နည်းပညာနဲ့ဝင်ငွေရှာဖွေနိုင်မဲ့နည်းလမ်းအသစ်တွေကိုရှာဖွေနေခဲ့တာဖြစ်တယ်လို့အသုံးပြုသူတွေထပ်တက်လာစေဖို့အတွက်လည်းရည်ရွယ်ထားပါတယ်။ Atlas မှာငွေပေးပြီးအသုံးပြုရတဲ့ paid agent မှုပါဝင်ပြီးအဲ့ဒါက ChatGPT ကိုအခါကျငွေနဲ့သုံးစွဲသူတွေအတွက်ပဲဖြစ်ပါတယ်။အခုလအစောပိုင်းတုန်းကလည်း Otman ဟာ ChatGPT အသုံးပြုသူအရေအတွက်ကိုတန်းပေါင်း၈၀၀အထိရှိနေပြီဖြစ်ကြောင်းအတည်ပြုထားပါတယ်။ Google ဘက်က online ရှာဖွေမှုတွေမှာလွှမ်းမိုးထားနိုင်တဲ့အကြောင်းကြေညာခဲ့ပြီးတစ်နှစ်အကြာမှာပဲ OpenAI ရဲ့ Deep Browser အသစ်ကိုပွဲထုတ်လာခဲ့တာပါ။ ။တချိန်တည်းမှာပဲ Google ဘက်က AI နည်းပညာဆိုင်ရာကြီးမားတဲ့ယင်းနှိမ့်နှံမှုတွေကိုဦးစားပေးလှုပ်ဆောင်လျက်ရှိပါတယ်။လောလောဆယ်တော့ ChatGPT ရဲ့ Atlas Browser ဟာ Mac OS စနစ်မှာပဲ download ပြုလုပ်နိုင်အောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ နိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရယ်ကျွန်တော်ကတော့ကေဆက်နိုင်ပါ